မနဲ့တခါမှဒီမှာ meditation မလုပ်ဘူးတဲ့အဖွဲ့လေးရှိနေမယ်အဲ့တော့ meditation ရဲ့လိုခေါင်းစဉ်တွေတက်မနေနဲ့တတောင်တတာဖြစ်မဲ့ position မှာထိုင်ပြစ်ဆုံးပန်တက်တဲ့ကိုအာယုံဆိုင်အဲ့တော့လောကကြီးမှာအခုချိန်မှာကိုခောက်ခနဲ့တေဝါရီလို့သာသဘောထားလိုက်ဒီလားကိုခောက်ခနဲ့တေဝါရီနော်အဲ့တော့အလုတ်အကြောင်းလည်းမတွေးနဲ့ကိုကိုအကြောင်းလည်းမတွေးနဲ့အိမ်ရလူတွေအကြောင်းလည်းမတွေးနဲ့ဘသူအကြောင်းမှမတွေးနဲ့ဒီအချိန်အခိုက်အတန့်လေးမှာဒီအချိန်အခိုက်အတန့်လေးအတွက်ပဲရှင်းတမ်းမယ် အဲ့တော့ဘာလို့လို့ဘာကံမဲမသိရချင်းဘာမှမလုပ်နဲ့အကုန်လွှတ်ချတာအဲ့တော့အခုချိန်ကဟိုအကုန်လုံးလွှတ်ချထားပြီးတော့ကိုယ့်အတွက်ပဲကိုယ်အာရုံစိုက်မယ်နော်အဲတတောင်တတာဖြစ်နေပုံစံရှင်မှာထိုင်မျက်စိလေးတွေပိတ်ထားအမအတန်နောက်ကိုပဲလိုက်ခဲ့နော်โอเคအဲအားလုံးမေးစပြီဆိုတာနဲ့မျက်လုံးကိုပိတ်ပြီးတာနဲ့ဘာချောင်းနဲ့မှပြန်မဖွဲ့ လိုင်းကြွားလို့အမလိုင်းကြွားလို့ဖတ်သွားလို့ဘာအတန်မှမကြားရရင်တော့မျိုးလုံးဖွင့်မကြည့်ချင်းဘုရားကိုအသက်ရှူတဲ့လေ့ကျင့်ကံကိုဆက်လုပ်နေမယ်နော်အဲ့တော့လုံးဝမျိုးလုံးကိုလုံးဝကိုဆုံးဖြတ်ချက်နဲ့ချတာပိတ်ထားလုံးဝပြန်မဖွင့်နဲ့နော်โอเคပါအဲ့တော့အားလုံးပဲစမယ်တတောင်းတတာဖြစ်မဲ့ပိုဇယ်ရှင်မှာထိုင်မယ်မျိုးလုံးလေးတွေပိတ်ထားမယ် ညလုံးလေးတွေပိတ်ထားပါအဲ့တော့အမတို့တူတူ breathing exercise လေးလုပ်ရအောင်အသက်ရှူသွင်းပါဖြည်းဖြည်းချင်းအစက်ကနေရှူထုတ်ပါခဏလောက်နားပါမယ်။နောက်တစ်ခါလောက်အသက်ရှူရအောင်။အသက်ရှူသွင်းပါ တစ်ကနေလေးအထိစိတ်ခဲမှရှိပြီးတော့အသက်ကလေးအောင့်ထားပါ။ပါးစပ်ကနေဖြည်းဖြည်းချင်းရှူထုတ်ပါ။အနာနာမယ်။နားတစ်ခေါက်တော့အသက်ရှူရအောင်။ရှူသွင်းပါ။အသက်ကလေးခဏလောက်အောင့်ထားပါ။ ပါးစပ်ကနေဖြည်းဖြည်းချင်းယူထုတ်ပါကိုယ်ကနေစပြီးတော့အားလုံးစိတ်ကလေးတွေလျှော့ထားမယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုသတ္တသတ္တအဖြစ်ဆုံးပုံစံရှင်မှာထားမယ်။အမအတန်နောက်ကိုလိုက်ခဲ့မယ်။ အားလုံးပဲကိုယ့်ရဲ့စိတ်ကလေးကိုကိုယ့်ရဲ့ဦးကောင်းတက်တဲ့ငယ်ထိတ်နေရာမှာထားပါကိုယ့်ရဲ့စိတ်ကလေးကိုကိုယ့်ရဲ့ဦးကောင်းတက်တဲ့ငယ်ထိတ်နေရာမှာထားပါအတက်ကလေးတစ်ခေါက်ရှူရအောင်ရှူသွင်းပါဖြည်းဖြည်းချင်းပါးစပ်ကနေရှူထုတ်ပါ သက်ကလေးတွေကိုရှော့ထားပါကိုရဲ့စိတ်ကလေးကိုကိုရဲ့ဥကောင်းတက်တဲ့ငယ်ချိတ်နေရာလေးရနေပြီးတော့နှစ်ဖူးချောတွေစီကိုဆင်းလာခဲ့ပါနှစ်ဖူးအလေကောင်းတက်တဲ့ကိုဆင်းလာခဲ့ပါစိတ်ကလေးတွေတင်းထားတာတောင့်ထားတာရှိလို့ရှိရင်နှစ်ဖူးချောကြီးကိုတင်းနေတတ်တယ် မျက်မှောင်ကြီးကြုံထားတတ်တယ်။နှချင်းကြောကြီးတင်းနေတတ်တယ်။အကုန်လုံးကိုဖြေလျှော့ထားပါ။အသက်ကလေးတစ်ခေါက်လောက်ရှူပါ။ရှူသွင်းပါ။ဖြည်းဖြည်းချင်းသစကားမျိုးရှူထုတ်ပါ။ကိုယ်ရဲ့စိတ်ကလေးကို ကိုရဲ့မျက်နှာပြင်တဝိုက်ကကြွက်သားတွေစီမှာထားပါတနေ့တနေ့ပြုံးချင်လို့ပြုံးရတဲ့အခိုက်အတန့်ဤမပြုံးချင်မဲ့အလုပ်သဘောအရပြုံးပြရတဲ့အခိုက်အတန့်ဤအကောလုံးကိုမျက်နှာပြင်တဝိုက်မှာရှိရဲ့ကြွက်သားလေးတွေရဲ့ပင်ပန်းနေတဲ့ပင်ပန်းပူကိုတတိထားကြည့်ပြီးတော့စိတ်ကိုလျှော့ချပါကိုရဲ့မျက်လုံးလေးတွေ ူရဲ့မျက်နှာလေးတွေကလည်းတနေ့တနေ့မိုးလင်းမိုးချုပ် non stop အလုံးလုံးလာတယ်။မျက်နှာလေးတွေမှာအာယုံဆိုင်ရတာများလို့ပူနေတာတောက်နေတာအောင့်နေတာမျက်နှာလေးတွေပူချစ်နေတာသတိထားကြည့်ပါကိုယ်ရဲ့မျက်နှာပြင်တဝိုက်မှာရှိနေတဲ့ကြွက်သားလေးတွေမျက်လုံးလေးတွေမျက်ခုံးချောလေးတွေနှာချင်ချောလေးတွေ ပါတဝိုက်ကအကျိုးလေးတတိထားကြည့်ပါကျင်းနေတဲ့နေရာလေးတတိထားမိနေဆိုရင်အသက်ကလေးတစ်ခါလောက်ရှူပြီးတော့စိတ်ကိုလျှော့ချလိုက်ပါအသက်ရှူရအောင်ရှူသွင်းပါဖြည်းဖြည်းချင်းပါးစပ်ကနေရှူထုတ်ပါကိုယ့်ရဲ့စိတ်ကလေးကို ကိုရဲ့မျက်နှာတဝိုက်ကနေပြီးတော့ပခုံးချောရီစီကိုဆင်းလာခဲ့ပါကိုရဲ့စိတ်ကလေးကိုကိုရဲ့ပခုံးချောရီစီပါထားတာကြည့်ပါကိုရဲ့ပခုံးလေးတွေကျင်းနေတာတောင်းနေတာညောင်းညောင်းနေတာပူနေတာအောင့်နေတာတတိထားပြီးကြည်ကြည်ပါ အခေါင်းကျော်လေးတွေတင်းနေတဲ့နေရာလေးတွေကိုသိတ်ကလေးကိုရှော့ပြီးတော့အသက်လေးတစ်ခေါက်ရှူရအောင်ရှူသွင်းပါဖြစ်ဖြစ်တဲ့ပစကကနေရှူထပါကျော် တလျှောက်မှာထားပြီးပြီးွားပြီဆိုရင်ဖြည်းဖြည်းချင်းကြောရိုးမာကြီးတလျှောက်ကိုဆင်းခဲ့ပါကိုရဲ့ခန္ဓာကိုရဲ့ပင်မထောက်တန်ဖြစ်တဲ့အလယ်ကကြောရိုးမာကြီးတလျှောက်ကိုဆင်းပြီးတော့ရောင်းနေတဲ့နေရာနာနေတဲ့နေရာတင်းနေတဲ့နေရာတောက်နေတဲ့နေရာအောင့်နေတဲ့နေရာကြိုက်နေတဲ့နေရာလေးတွေရှိရင် တတိကပ်ပြီးတော့စောင့်ကြည့်ကြည့်ပါကိုချစ်တဲ့သူတွေပင်ပန်းနေရင်နှစ်သိမ့်ပေးတတ်သလိုပဲကိုချစ်တဲ့သူတွေနာကျင်နေရင်ပင်ပန်းနေရင်ဂယုဆိုင်ပေးတတ်သလိုပဲကိုရဲ့ခန္ဓာကိုယ်ကိုဂယုနာစိတ်နဲ့ပြန်ကြည့်ကြည့်ပါငါပင်ပန်းနေပါလားငါမောပန်းနေပါလား ငါနာကျင်နေပါလားငါညောင်းညာကြိုက်ခင်းနေပါလားငါခန္ဓာကိုယ်လေးကပင်ပန်းနေပါလားဆိုတဲ့စိတ်ကလေးနဲ့ဂယုနာထားပြီးတော့ချီချီပါကြောရုံမကြီးတလျှောက်မှာတောင်းနေတာအောင့်နေတာညောင်းနေတာအဲ့ဒီနေရာလေးတွေရှိရင်တတိလေးကပ်ပြီးတော့အသက်ကလေးတစ်ခေါက်လောက်ရှူရအောင်ရှူသွင်းပါ ဖြစ်ဖြစ်ချင်းပါဇက်ကနေရှုထုတ်ပါကိုယ့်ရဲ့စိတ်ကလေးကိုကိုယ့်ရဲ့လက်မောင်းနှစ်ဖက်မှာထားပါလက်မောင်းနှစ်ဖက်လက်ဖြံကျွတ်သားတွေကိုယ့်ရဲ့လက်ချောင်းလေးတွေတစ်လျှောက်ကိုအာယုံဆူးဆိုက်ပြီးတော့ကြည်ကြည်ပါ ိတ်ကိုမလျှော့ထားဘူးဆိုရင်လက်ကလေးတွေကတင်းနေလိမ့်မယ်၊ပုတ်နေလိမ့်မယ်၊ကက်နေလိမ့်မယ်။အဲ့ဒါတွေအကုန်လုံးကိုလွှတ်ချထားပါ။အခုချိန်ရနေစပြီးတော့ကိုယ်ခန္ဓာကိုအပေါ်ပိုင်းတစ်ပိုင်းလုံးဟာနူးညံ့လာတယ်ပေါ်ပါလာတယ်နူးညံ့ထိတွေ့နေတဲ့ခံစားချက်ကိုရနေတယ် သက်ကလေးတွေရှူရအောင်ရှူသွင်းပါဖြည်းဖြည်းချင်းရှူထုတ်ပါအိုရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ပိုင်းလုံးကအခုချိန်မှာလွတ်လပ်နေတယ်။ကိုယ်လက်ချောင်းလေးတွေရဲ့အထီးအတွေ့ဟာအရန်ကိုဝါခုံးစလေးတွေထိတွေ့နေရတယ်လို့နူးညံ့နေတယ်။ဤဆက်နေတယ်။ပေါ်ပါနေတယ်။ လွတ်လပ်နေတယ်အေးချမ်းနေတယ်အရန်နေလို့ကောင်းတဲ့ခံစားချက်ကိုခံစားနေရတယ်အသက်ကလေးတစ်ခေါက်လောက်ရှူရအောင်ရှူသွဲပါဖြည်းဖြည်းချင်းပါးစပ်ကနေရှူထုတ်ပါ ိုးရဲ့စိတ်ကလေးကိုကိုယ့်ရဲ့တင်ပါတဝိုက်မှာထားပါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုယ့်ရဲ့ထိုင်တဲ့ပုံစံမမှန်လို့ရှိရင်တစ်ဖက်ဖက်ကိုအားပြုထားတာမျိုးဖြစ်နေတတ်တယ်။ပုံစံလေးတွေပြင်ပြီးတော့ညီအောင်ထိုင်ပါ။ကိုယ့်ရဲ့တင်ပါနှစ်ဖက်သည်ကိုယ့်ရဲ့အပေါ်ဝိတ်ကိုချမ်းသာတာညီမြပါစေ။ညီမြအောင်ထိုင်ပါ။ကိုယ့်ရဲ့ ပြင်ပစုံဝကြွက်သားလေးတွေဟာတာတဝိုက်ကနာချင်မှုလေးတွေတတိကပ်ပြီးတော့ချီချီပါသူတပားပင်မန်းနေကယူဆိုင်ပြီးတတဲ့နှလုံးသားနဲ့ကိုကိုကိုကယူဆိုင်ပါငါပင်မန်းနေပါလားငါညောင်းညနေပါလားကယူဆိုင်ပြီးတော့အသက်ကလေးတစ်ခေါက်လောက်ရှူပါရှူသွင်းပါ ရှင်ရှူတော့ပါအခုချိန်ကစာပြီးတော့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာဟာလွတ်လပ်လာတယ်ပေါ်ပါလာတယ်နူးညံ့လာတယ်အိဆက်နေတယ်အေးချမ်းတဲ့အခြေအတွေ့တခုငြိမ်သက်နေတဲ့အခြေအတွေ့တခုကိုသိနေတယ် တက်ကလေးတစ်ခေါက်လောက်ရှူရအောင်ရှူသွင်းပါဖြည်းဖြည်းချင်းပါစပ်ကနေရှူထုတ်ပါဦးပြီးရဲ့စိတ်ကလေးကိုကိုယ့်ရဲ့ခြေချောင်းလေးတစ်လျှောက်မှထားပါခြေကလုံးကျွတ်သားတွေတင်းနေတာတောင့်နေတာကိုယ့်ရဲ့ခြေချောင်းလေးတွေ ုံနေတာကက်နေတာအကုန်လုံးကိုဖြေလျှော့ထားပါစိတ်ကိုလျှော့လိုက်ရင်ခန္ဓာကိုယ်ကလည်းအကုန်လုံးပြော့ပြောင်းလာနိုင်မယ်၊နှူးညံ့လာနိုင်မယ်။အခုဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာငယ်ချိတ်ကနေစလို့ခြေချောင်းလေးတွေ၊လက်ချောင်းလေးတွေအထိအကုန်လုံးကနှူးညံ့နေတယ် ဣဆက်နေတယ်။အေးချမ်းနေတယ်။ငြိမ်သက်နေတယ်။အရန်ခံစားလို့ကောင်းတဲ့ခံစားချက်တစ်ခုမှကိုရှိနေတယ်။ဘုဘဝကအေးချမ်းနေတယ်။လွတ်လပ်နေတယ်။တည်ငြိမ်နေတယ်။တက်ကလေးကိုပုံမှန်ရှူပါရှူသွင်းပါအပြည့်ချင်းရှူထုတ်ပါ က်ကလေးတွေရှော့ချထားပါအလုံးပဲအခုချိန်မှာကိုနားထောင်နေတဲ့တန်စင်လေးရနေပြီရောတက်ကလေးရဲ့အတန်ကိုကြားအောင်နားထောင်ကြည့်ပါမတို့အလုံးအီချန်နဲ့တတော်ကြီးတစ်ခုရဲ့မှာရှိနေတယ် အဲ့ဒီတစ်တော်ကြီးထဲမှာငှက်ကလေးကြီးအတန်ကြားနေရတယ်။အဲ့ဒီတစ်တော်ကြီးကစိတ်ဆိုးပြီးအေးချမ်းပြီးတော့နေရောင်ခြည်လေးတွေနဲ့ရှိနေတယ်။နေထွေးရဲ့နေရောင်ခြည်လေးတွေရဲ့အေးချမ်းတဲ့လေပြည်လေးတွေရဲ့စိတ်ဆိုးနေတဲ့တောအုပ်ကြီးတစ်ခုရဲ့ နှစ်ကလေးရဲ့အတန်ရဲ့တဘာဝတရားကြီးဟာငါတို့ရဲ့အနာမှာရှိနေတယ်။ဘေးပဝင်းချင်းမှာတဲ့ကြည့်လိုက်တော့ရေကန်အချီးကြီးကြီးတစ်ခုလည်းရှိနေတယ်။နေရောင်ကြီးရဲ့အလင်းကိုကြားရောက်နေတဲ့ရေကန်ကြီးတစ်ခုကိုကိုမြင်နေရတယ်။နှစ်ကလေးတွေရဲ့အတန်ကိုကြားနေရတယ်။ ကိုစိတ်လေးရာအဲ့ဒီရေပြင်းနဲ့အတူငြိမ်သက်ပြီးတော့အေးချမ်းနေတဲ့ခံစားချက်ကိုအပြည့်အဝခံစားနေမိတယ်။အတက်ကလေးရှူမယ်။ပုံမှန်ရှူမယ်။လက်ဆက်တဲ့လေးကိုရှူသွင်းမယ်။ကိုစိတ်နှလုံးသားလေးဟာလွတ်လပ်နေတယ်။ပေါ်ပါနေတယ်။အေးချမ်းနေတယ်။ ကိုရှိနေတဲ့နေရာလေးမှာကိုရှိနေတဲ့တောအုံးကြီးမှာဘေးပတ်ဝန်းကျင်ကိုပတ်ကြည့်လိုက်တော့အရန်လှတဲ့တန်းပွင့်လေးတွေကိုလည်းတွေ့နေရတယ်။အရန်လှတဲ့ငှက်ကလေးတွေနဲ့လက်ပြာလေးတွေလည်းကိုတွေ့နေတယ်။ကိုအရန်ပျော်ရွှင်လာတယ်။အရန်ပျော်ရွှင်တဲ့စိတ်နဲ့ကိုလှည့်ပတ်ပြီးတော့ကြည်ရှုနေမိတယ်။ ။ဦးစိတ်ကလေးဟာပျော်ရွှင်တတ်တယ်။အေးချမ်းတတ်တယ်။ပျော်ရွှင်မှုကိုလည်းခံစားမိတယ်။ကြည်နူးမှုကိုလည်းခံစားမိတယ်။အားလုံးပဲအသက်ကလေးတစ်ခေါက်လောက်ရှူပြီးတော့ဖြည်းဖြည်းချင်းတောအုပ်ထဲကနေထွက်ပြီးတော့ဟိုရှိနေတဲ့နေရာကိုပြန်လာခဲ့ပါ ကိုထိုင်ကုန်နဲ့ကိုထိုင်နေတဲ့နေရာနဲ့ကိုတင်ပါနဲ့ထိနေတဲ့အထိအတွေ့ကိုကိုပြန်သိနေပါအသက်ကလေးတစ်ခေါက်လောက်ရှူရအောင်ရှူသွင်းပါဖြည်းဖြည်းချင်းရှူထုတ်ပါကိုယ်ဟာကိုယ်ရဲ့ရှိနေတဲ့လက်ရှိနေရာကို ပြန်ရောက်နေပြီဖြစ်တယ်။လက်ရှိနေရာမှာအမအတန်ကိုကြားနေရတယ်။ တငယ်ချင်းတွေအတူတူဝင်သက်ထွက်သက်မှတ်နေတဲ့နေရာမှာပြန်ရောက်နေပြီဖြစ်တယ်။အသက်ကလေးတစ်ခေါက်လောက်ရှူရအောင်။ရှူသွင်းပါ။ဖြည်းဖြည်းချင်းပါးစပ်သားနေရှူထုတ်ပါ။နောက်တစ်ခါလောက်ရှူရအောင်ရှူသွင်းပါ ဖြည်းဖြည်းချင်းရှုထုတ်ပါအလုံးမေမျက်လုံးလေးတွေပိတ်ထားပါမျက်လုံးပြန်မဖွင့်ပါနဲ့အခုကစပြီးတော့အမပြောမဲ့စကားလုံးလေးတွေကို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 စိတ်ထဲရနေကိုကိုကိုပြန်ပြောပေးပါ အတက်ကလေးတစ်ခေါက်လောက်ရှူရအောင်ရှူသွင်းပါဖြည်းဖြည်းချင်းရှူထုတ်ပါဝရိယပါတော့ခါးလေးတွေမမတ်ထားပါခါးလေးတွေမမတ်ထိုင်ပါအားလုံးမေငါတို့အားလုံးဟာဒီနေ့ဒီအချိန်ဒီနေရာကိုရောက်လာခဲ့တာ လွယ်လွယ်ကူကူနဲ့ပေါ့ပေါ့ပါပါရောက်လာခဲ့တာမဟုတ်ဘူးအားလုံးပါကိုကိုတိုင်းပဲတည်တဲ့ပင်ပန်းမှုတွေကိုကိုတိုင်းပဲတည်တဲ့နာကျင်မှုတွေကိုကိုတိုင်းပဲတည်တဲ့စူးစားအထုတ်ခဲ့ရမှုတွေဒါတွေကိုအစစ်စစ်ကြောဖြတ်ပြီးမှဒီနေ့ဒီအချိန်ဒီအသက်အရွယ်ဒီနေရာမှာ ရောက်နေကြတာဖြစ်တယ်အဲ့ဒီအတွက်ပိုလက်ရှိရှိနေတဲ့နေရာလေးကို ရောက်လာအောင်စ조사ပေးခဲ့တဲ့ကိုယ့်ရဲ့အကျိတ်ကိုကျေးဇူးတင်ပါဒီနေ့ဒီချိန်ဒီနေရာလေးအထိကြမ်းကြမ်းမှမှနဲ့ပညာကိုလိုလားတဲ့စိတ်နဲ့လေးလာတည်မှုတွေလှုပ်ရှင်အနာဂတ်ကိုပိုကောင်းတဲ့မျောလင်းချက်တွေနဲ့ရှေ့ဆက်ဖို့ဒီနေရာမှာရှိနေတဲ့ကိုကိုကိုကျေးဇူးတင်ပါငါကောင်ကကျေးဇူးတင်နေလိုက်ပြောပါ ကိုကြောက်ကိုပြောပါကိုစိတ်ထဲကနေပြောလို့ရတယ်လို့အတန်ထွက်ပြီးလဲပြောလို့ရပါတယ်ငါကောငါကျေးဇူးတင်တယ်အကောင်းနေပဲဖြစ်ဖြစ်အဆိုးတွေပဲဖြစ်ဖြစ်ငါကြော်ဖြတ်ခဲ့လို့ဒီနေရာကိုရောက်နေတာဖြစ်တယ်လုံနိုင်ခဲ့တာတွေရှိတယ်လို့မလုံနိုင်ခဲ့တာတွေလည်းရှိတယ်အောင်မြင်ခဲ့တာတွေရှိတယ်လို့ကြာရှုံးခဲ့တာတွေလည်းရှိတယ် ဘာပဲဖြစ်ဖြစ်ငါဆက်လျှောက်ခဲ့တယ်။ငါစ조사ပြီးဆက်လျှောက်ခဲ့တယ်။ကို조사ခဲ့တာကိုအတိဆုံးဖြစ်တယ်။ကို조사အထုတ်ခဲ့တဲ့အချိန်ကြီးပြန်စဉ်းစားကြည့်ပါ။ကို조사ခဲ့တဲ့အချိန်ကြီးပြန်စဉ်းစားကြည့်ပါ။ကိုဘဝမှာ조사ပြီးရခဲ့တဲ့အောင်မြင်မှုတွေဘာတွေရှိလဲ။အိစာတည်တည်လေးဖြစ်ပါစေ၊ဂုဏ်ယူပါ။ သူငယ်တန်းတော့ကသူငယ်တန်းအောင်ဖို့လွယ်ကူခဲ့တာမဟုတ်ဘူးတတန်းရောက်တော့လေတတန်းအောင်ဖို့ဆိုတာတကယ်စူးစမ်းခဲ့ရတာအလေတန်းအထက်တန်းပညာရေးတွေအကုန်လုံးကာချီခါခွေရနေ ABCD အထိနားလည်ဖို့ဆိုတာငါတို့တကယ်ကိုစူးစမ်းပြီးသင်ယူခဲ့တာဖြစ်တယ်အခုချိန်မှာ ကိုရောက်နေတဲ့နေရာသည်ကိုတကယ်ကိုစူးစမ်းခဲ့လို့ရောက်နေတဲ့အပေါ်အတိအမှတ်ပြုပါ။ငါမှာလောက်တိုင်းတဲ့အစွမ်းအစာတွေရှိတယ်။လိုက်ပြောပါ။ငါမှာလောက်နိုင်တဲ့အစွမ်းအစာတွေရှိတယ်။အရင်တော့လောက်နိုင်ခဲ့တယ်လို့ပဲအခုလည်းဟိုလောက်နိုင်လေ။အရှင်တုံးကထပ်ပို့ပြီးရင့်ကျက်လာတဲ့အတိညာ အရှင်ကျောင်းကထပ်ပို့ပြီးတော့ကြန့်ခိုင်လာတဲ့ခန္ဓာကိုယ်အရှင်ကျောင်းကထပ်ပို့ပြီးကောင်းတဲ့အတွေ့အကြုံတွေနဲ့လက်ရှိနေရာကနေပိုကောင်းတဲ့အနာဂတ်ကိုငါရောက်အောင်တွားနိုင်တယ်။ငါတို့အားလုံးမှာမျောလင့်ချက်တွေရှိတယ်။အိမ်မက်တွေရှိတယ်။စန္ဒတွေရှိတယ်။ကိုကိုတိုင်းအတွက်ကောင်းသောစန္ဒတွေရှိတယ်။ ကိုချစ်တဲ့ပါဝင်ခြင်းမိသားစုအတွက်လူတွေအတွက်ပြန်ပြီးအကျိုးပြုခြင်းနဲ့စိတ်ဆန္ဒတွေငါတို့အားလုံးမှာရှိတယ်။ကောင်းသောရည်ရွယ်ချက်ကောင်းသောဆန္ဒနဲ့ကြိုးစားတဲ့လူတိုင်းကကောင်းတဲ့နေရာကိုတေချာပေါက်ရောက်မယ်ဆိုတာငါယုံကြည်တယ်။ငါကုံကယုံကြည်တယ်။ငါကုံကလေးစားတယ်။ငါကုံကတန်ဖိုးထားတယ်။ငါဟာငါတင်နာချက် ပိုကောင်းအောင်လုပ်နိုင်တယ်။ငါမှာလုံလောက်တဲ့လေးလာတင်ယူမှုတွေရှိတယ်။လုံလောက်တဲ့အတွေ့အကြုံတွေရှိတယ်။ပြီးတဲ့အတွေ့အကြုံတွေနဲ့ပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်နိုင်တယ်ဆိုတာကိုငါယုံကြည်တယ်။တဖက်မှာလေကိုယ့်ရဲ့အမားတွေရှိခဲ့ရင်ဘဝမှာ ကိုကိုကိုမှားခဲ့တဲ့အမှားတွေပြန်မတွေးချင်တဲ့အမှားတွေပြီးခဲ့ရင်ကိုကိုကိုနားလည်ပေးတယ်ပြန်လို့ပေးတယ်ပိုကောင်းတဲ့အနာဂတ်ကိုသွားဖို့စံတရှိအတိတ်ကိုမဖြစ်မနေလက်လွတ်ချက်လက်လွတ်ခဲ့ရမယ်ဖျက်ချခဲ့ရမယ်ကိုရဲ့အတိတ်ကိုပိုနှုတ်ဆက်ခဲ့တာကောင်းတာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ဆိုးတာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ကျေးဇူးတင်ပြီးနှုတ်ဆက်ခဲ့ပါ အခုချိန်ရစပြီးတော့အားလုံးဒီပိုကောင်းတဲ့အနာဂတ်ကိုပိုကောင်းတဲ့အင်အားပိုကောင်းတဲ့စံဓာနဲ့တွားမှာဖြစ်တယ်။အတိတ်ကကိုယ့်ကိုမထိတ်ချုံနိုင်ဘူးမလွှမ်းမိုးနိုင်ဘူး။နောက်ပြန်မဆွေးထားနိုင်ဘူး။အကုန်တစ်ချခဲ့ပါအသက်တစ်ခေါက်လောက်ရှူရအောင် ရှူသွင်းပါ။ဖြည်းဖြည်းချင်းရှူထုတ်ပါ။ ငါဘဝမှာလုံနိုင်ခဲ့တာတွေကိုလည်းငါအတိမတ်ပြုတယ်။မလုံနိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီးလဲငါကုံငါနားလေပေးတယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအတွက်လဲငါကုံငါဂုံယူတယ်။မာရှင်ခဲတဲ့ဆုံးဖြတ်ချက်တွေအတွက်လဲငါကုံငါခွင့်လွတ်ပေးတယ်။ငါအဲ့အတွက်ငါပဲရှိတယ်။ငါကုံငါချစ်တယ်။ငါကုံငါတန်ဖိုးထားတယ်။ ငါကငါလေးစားတယ်ငါဟာဒီကဘာပေါ်မှာငါဆိုတဲ့လူဟာနောက်ထပ်မရှိနိုင်တော့ဘူးငါမှာပဲရှိတဲ့အစွမ်းအစာငါမှာပဲရှိတဲ့စိတ်နှလုံးသားဒါတွေနဲ့အကောင်းဆုံးဆက်ရှင်တန်သွားမှာဖြစ်တယ်ဒီနေ့ဒီချိန်ကစပြီးတော့ပူကောင်းတဲ့အရာတွေဟူ ပြောဆိုရင်ပိုးဆိုးတဲ့အရာတွေအတွက်လည်းငါအဆင်သင့်ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ငါဟာပြစ်ဆုံးကံမှာနေထိုင်နေလူဖြစ်တယ်။ငါမှာရှိတာကိုအာယုံစိုက်ပြီးတော့အကောင်းဆုံးစ조사မဲ့လူဖြစ်တယ်။ကျေတနာနဲ့အဖြေနဲ့ဆိုရင်အဖြေကိုပဲအာရုံစိုက်ပြီးရှာဖွေမဲ့လူဖြစ်တယ်။ လုံလောက်တဲ့အသိပညာတွေဖြည့်ဆည်းဆက်ပြီးဖြည့်ဆည်းသွားမဲ့သူဖြစ်တယ်။လုံလောက်တဲ့အသိပညာဟာများစွာတဲ့ဘဝပြဿနာတွေကိုကူညီပေးနိုင်တယ်ဆိုတာယုံကြည်တယ်။အဲ့ဒီအကျွတ်ပိုကောင်းတဲ့လေးလာတည်ယူခြင်းတွေလုပ်ပြီးတော့ပိုကောင်းတဲ့အနာဂတ်ကိုရောက်သွားမယ်ဆိုတာကိုငါယုံကြည်တယ်။ငါလိုချင်တဲ့အိမ်မက်ငါစံတာငါနေချင်တဲ့ဘဝပုံစံတစ်ခုဟာ မကြခင်မှာရောက်လာတော့မယ်ဆိုတာငါယုံကြည်တယ်။မှန်ကန်တဲ့調査အထောက်အကူမှန်ကန်တဲ့ခံယူချက်ခိုင်မာတဲ့ယုံကြည်မှုနဲ့ပေါင်းစပ်ရင်ငါမရနိုင်တာငါမလုံနိုင်စေဆိုတာမျိုးမရှိဘူး။ငါကငါယုံကြည်တယ်။ငါငါကငါငါဘဝကိုငါအကောင်းဆုံးတည်ဆောက်မယ်လို့ဖြစ်တယ်။အသက်ကလေးတစ်ခေါက်ရှူရအောင်။ဒီတွင်ပါ ဖြည်းဖြည်းချင်းရှုထုတ်ပါဖြည်းဖြည်းချင်းရှုသွင်းပါဖြည်းဖြည်းချင်းရှုထုတ်ပါနောက်ဆုံးတစ်ခေါက်အသက်ရှူရအောင်ယူသွင်းပါဖြည်းဖြည်းချင်းရှူထုတ်ပြီးတော့ မျက်လုံးလေးတွေကိုဖြည်းဖြည်းလေးဖွင့်ပါမယ်။အသက်လေးကိုဖြည်းဖြည်းချင်းရှူထုတ်ပြီးတော့မျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်ပါမယ်။